မလလီယံမှာရုရှားသမ္မတနှင့်စစ်ကောင်ဆောင်တွေ့ဆုံမယ့်အကြောင်းတင်ဆက်ပေးပါမယ်။ရုရှားသမ္မတပူတင်ကစစ်ကောင်ဆောင်ပူချုပ်မှုကြီးမင်းအောင်လိုင်းကိုမလလီယံနေမှာလက်ခံတွေ့ဆုံမယ်လို့ကရမလင်ကလာတဲ့သတင်းတစ်ပုဒ်မှာဖေဖော်ဝါရီလ28ရက်တောက်ကြနေ့ကဖော်ပြပါရတယ်။ စစ်ကောင်ဆောင်ကိုသမ္မတပူတင်ကရုရှားနိုင်ငံကိုလာဖို့တရားဝင်ဖိတ်ကြားတာလို့ဆိုပါတယ်တွေ့ဆုံပွဲမှာရုရှားမြန်မာနှစ်နိုင်ငံဆက်ဆံရေးပြင်နိုင်ငံတကာရေးရာတွေလည်းဆွေးနွေးမယ်လို့ဆိုပါတယ်တွေ့ဆုံပွဲပြီးမှာအစိုးရချင်းသဘောတူညီချက်တွေပူးပေါင်းလက်မှတ်ထိုးမယ်လို့ဆိုပါတယ်မြန်မာစစ်ကောင်ဆောင်ကရုရှားသမ္မတဗလာဒီမာပူတင်ဒူးမလွတ်တော်ဥက္ကဋ္ဌနဲ့တခြားအစိုးရထိပ်ပိုင်းရာရှိတွေနဲ့တွေ့ဆုံမှာဖြစ်ပြီးနှစ်နိုင်ငံဆက်ဆံရေးစီးပွားရေးလုံခြုံရေးနဲ့မဟာဗျူဟာများပူးပေါင်းဆောင်ရွက်ရေးတွေဆွေးနွေးမယ်လို့စစ်ကောင်စီလက်အောက်ခံ Global New Life for Myanmar တင်မှာမနေ့ကဖော်ပြ ြန်ထားပါတယ်။ရုရှားနိုင်ငံကမြန်မာနိုင်ငံမှာစိတ်ကန်းတဲ့ရှင်နဲ့ချက်ဆက်ယုံတိဆောင်ရေးအပါဝင်တဝဲထူးစည်းဝိုင်းဆောင်မှာရင်းနှီးမြှုပ်နှံဖို့စစ်ကောင်စီနဲ့သဘောတူလက်မှတ်ရေးထိုးလိုက်တဲ့အကြောင်းရုရှားစည်းဝိုင်းဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကဖေဖော်ဝါရီ23ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ရုရှားအစိုးရဟာမြန်မာနိုင်ငံမှာစစ်အာဏာရှင်ဥနေဝင်လက်ထက်ကစလို့စစ်အစိုးရဆက်ဆက်မိဖက်ဖြစ်ခဲ့တဲ့လို့အခုတခါစစ်အာဏာသိမ်းပြီးမှလည်းပိုပြီးနှိစက်တဲ့ဆက်ဆံရေးတွေတွင်ရပါတယ် နောက်ထပ်တစ်ပုတ်အနည်းနဲ့ TNL ထိန်းချုပ်ဒေသမှာမြေမြုံမိုင်းကြောင့်တလအတွင်း6ဦးသေပြီးရှင်ဦးတရရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကတောင်မြူသားလူမျိုးရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့ဒေသတွေမှာမြေမြုံမိုင်းကြောင့်ဖေဖော်ဝါရီလတလအတွင်းကလင်းငယ်ရီပါဝင်6ဦးသေဆုံးခဲ့ပြီးရှင်ဦးကိုလတ်အင်ကာရီဆုံးရှုံးခဲ့တယ်လို့ TNL ကမလာတရရီမှာသတင်းထုတ်ပြန်ပါတယ်။ဒီပေါ်မြို့နယ်အတွင်းမှာသေဆုံးသူ3ဦးထဏ်ရာရသူ4ဦးနဲ့ကုတ်ခိုင်မြို့နယ်မှာကလင်းငယ်နှုတ်ပါဝင်သေဆုံးသူ3ဦးထဏ်ရာရသူ3ဦးနဲ့နန့်ခမ်းမြို့အတွင်းမှာတော့ထဏ်ရာရ သူတအုပ်ဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါရယ်။မြေမြုံမိုင်းတွေကိုကောက်ယူဆောင်ကစားရကနေထိခိုက်သေးဆုံးခဲ့ရတာကအများဆုံးဖြစ်တာကြောင့်မိုင်းနဲ့ဆက်လက်နဲ့အကျဉ်းချက်နေနဲ့ပတ်သက်တဲ့အသိပညာပေးလုပ်ငန်းတွေပို့လုပ်ပေးဖို့လိုတယ်လို့လုံခြုံရေးကြောင့်အမြင့်မဖော်လို့တဲ့ကုတ်ခတ်မျိုးကန်တအုပ်ကပြောပါရယ်။မိုင်းတွေကနေရာတကာမှာရှိနေသေးတယ်တွေ့တဲ့နေရာကိုတော့အသိပေးလို့အကြောင်းကြားလို့ရတာပေါ့။မိုင်းပေမှာထောင်ထားတယ်ဆိုတာဘယ်သူမှမသိဘူး။ရှိနိုင်တဲ့နေရာတွေကိုအသိပညာပေးတာမိုင်းရှင်းလင်းလာပြီးလုပ်ဖို့လိုနေတာ။ TNL ထင်းချုပ်ဒေသတွင်မှာမြေမြုံမိုင်းကြောင့်အရ က်သားတွေထိခိုက်ဒေဆုံမှုတွေရှိနေတဲ့ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့တောင်မြူသားလူမျိုးရေးတပ်မတော်ရဲ့ပြောခွင့်ရသူလွင်ရည်ဦးကိုတရင်ဌာနကဆက်သွယ်မိမြန်ခဲ့ပြီးမြပြန်လည်ဖြေဆိုတာမျိုးမရှိပါဘူး။မြန်မာနိုင်ငံမှာ2024ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအထိ6လအတွင်းမြေမြုံမိုင်းနဲ့စစ်ကြမ်းလက်နက်ပောက်ကွဲမှုတွေကြောင့်လူပေါင်း130တေဆုံးပြီး959ဦးထဏ်ရာရခဲ့တယ်လို့ကုလသမဂ္ဂကလေးများရှာပုံငွေဖွင့်ရဲ့ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကထုတ်ပြန်တဲ့အစိုးရခန်းစာမှာဖော်ပြထားပါတယ်။ ရှမ်းပြည်နယ်မှာတည်ဆောက်သူ22ဦးထိခိုက်ဒဏ်ရာရသူ199ဦးနဲ့အများဆုံးစာချိန်တင်ခဲ့ပြီးစကိုင်းတိုင်းမှာတည်ဆောက်မှု29ဦးနဲ့ရခိုင်ပြည်နယ်ကတည်ဆောက်သူ22ဦးရှိရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာတွေ့ရကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။နောက်ထပ်တစ်ပုတ်အနည်းနဲ့မုံရွာမန္တလေးလမ်းမှာပြည်သူတွေမသွားလာဖို့ချောင်းဦးပီဒီရထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ခီးသွွားပြည်သူတွေအနေနဲ့မုံရွာမန္တလေးလမ်းမကြီးကိုအတုံးမပြူကြဖို့ချောင်းဦးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမလနေ့ရက်နေ့ကအတိပေးထုတ်ပြန်ထားပါတယ်။ ပြည်သူတွေရဲ့လုံခြုံရေးအတွက်လမ်းအသုံးပြုခွင့်တားမြစ်တာဖြစ်ကြောင်း CHUPD ရဲ့တာဝန်ရှိသူတောင်းကပြောပါရယ်အခုကာလရှမ်းသူဘက်ကလမ်းပိုင်းကိုအသုံးပြုခွင့်များပြီးလမ်းပိုင်းမှာစီးရင်လှူရှာမှုတွေရှိလို့မိုင်းဆွဲတာတို့ဘာလို့မှပြည်သူအတွက်အန္တရာယ်ရှိလို့ရှမ်းသူကပြည်သူတစားကန်ခေါ်လာပြီးတခါတလေကြာရင်ပြည်သူကိုမိုင်းရှင်းတဲ့ခါတွေရှိတယ်အဲ့ဒီခါကြာရင်ပြည်သူအတွက်အန္တရာယ်များလို့ကျွန်တော်တို့ကတတိပေးတာပါလမ်းအသုံးပြုသွားလာခွင့်ကိုရက်ပိုင်းတွင်သာကန့်သက်ထားတာဖြစ်ပြီးသွားလာနိုင်တဲ့အခြေအနေရှိရင်ထပ်မံကြေညာသွားမယ်လို့လည်းပြောပါရယ် ်မုံရွာမန္တလေးလမ်းမှာမတွာလာဖို့တတိပေးချက်မှာလိုင်းနာတာမရှိသူတွေရဲ့လုံခြုံရေးကိုအာမမခံကြောင်းလေး CHUPDF ကပြောပါရယ်မုံရွာမန္တလေးလမ်းပိုင်းကြီးမှာစကိုင်းမြင့်မှုမြင့်မှုချောင်းနဲ့ချောင်းမုံရွာလမ်းပိုင်းမှာစစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်တွေထိတွေ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီးအခုအချိန်မှာတော့တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါရယ်မုံရွာမန္တလေးလမ်းမကြီးကိုအတုံးပြူသွားလာနေတဲ့မော်တော်ယာဉ်တွေအနေနဲ့အန္တရာယ်ကင်းရှင်းစေဖို့အတွက်ရောက်ရနေရတွေမှာကိတ္တရနာထားကြဖို့နဲ့အဲ့ဒီလမ်းပိုင်းကိုလက်ရှိအ သုံးပြုနေတဲ့ဆွေမျိုးမိတ်ဆွေတွေကိုတတိပေးအကြောင်းကြားဖို့မြစ်တာရက်ခံထားတယ်လို့ဆိုပါတယ်။နောက်ထပ်တပုန်းနေနဲ့စစ်ကြောင်းတို့မိရှို့လို့မြောင်းနဲ့ရေစကြိုကလူတထောင်ကျော်ထွက်ပြေးရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ။မကွေးတိုင်းရေစကြိုမြို့နယ်နဲ့စကိုင်းတိုင်းမြောင်မြို့နယ်ဆက်ကချင်းတွင်းမြင်အရှိဘက်ရှိလေကျုံဒေသကိုမလနေ့ရက်နေ့ဒီကနေ့မှာပုခုတ်ကူအခြေဆိုင်ချင်းမြန်တမဌာနချုပ်တမခတရားတက်ကအင်းအားနေရာကံပါတဲ့စစ်ကြောင်းတွေဝင်ရောက်စီးနင်းနေတာကြောင့်လူတထောင်ကျော်နေရဲဆုံခွာထွက်ပြေးနေရတယ်လို့စစ်ပေးဒုက္ခသည်တွေနဲ့ဒေသအခြေဆိုင်ကာကွယ်တပ်တွေကပြောပါရယ်။ မြောင်မြို့နယ်ကမြင်းဆုံရွှေလန်းဒုက္ခဒီပါရွာနဲ့ရေစကြုံမြို့နယ်ကရွာတင်မလကချမ်းမီးလောင်ကျွန်းစာရင်ရွာကလူတွေထွက်ပြေးသွားတာပေါ့အဲ့ဒီစစ်ကြောင်းကအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးနေရလို့လုံခြုံရေးကြောင့်အမည်မဖော်လိုတဲ့စစ်ဘေးဒုက္ခသည်တအုပ်ကပြောပါတယ်ဒီနေ့ဆိုလို့ရှိရင်စစ်ကောင်စီကမြောင်နယ်ရေစကြုံအဆက်ကမလကချမ်းရွာနဲ့မြင်းဆုံရွာကိုအခုမီးရှို့နေပြီးလူဝတထောင်ကျော်တထောင်ခွဲလောက်ရှိတာပေါ့ပြန်လို့လည်းမရတော့ဘူးစစ်ကောင်စီကရှေ့လဲဆက်မတက်နောက်လည်းမဆုတ်တဲ့အခါကျတော့ဒီနေ့လောလောဆယ်ကတော့စစ်ကြောင်းအင်အား200လောက်နဲ့ထိုးနေတာ ားလေးချောင်းကတော့တောက်လျှောက်လိုက်ပြီးတော့ပြစ်ပီးနေတာလက်တလောမှာစစ်ကြောင်းတွေကရှိနေသေးတာကြောင့်မိရှုဖြက်စည်းခံရတဲ့အိမ်ကြီးအတွက်ကိုအတိအကျမသိရသေးဘူးလို့သူကပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ26ရက်နေ့ကရေလေကျွန်းဒေသမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်းစစ်လက်နက်ပစ္စည်းတွေနဲ့စစ်တုံးပန်းတွေကိုဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီတပ်သားတချို့လည်းသိဆုံးခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်စစ်ကောင်စီတပ်ကအင်အားဖြည့်ပြီးရေလေကျွန်းဒေသကိုစစ်ကြောင်းထိုးစီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါပေမဲ့လက်တလုံးတိုက်ပွဲမဖြစ်ပဲစစ်ကောင်စီတပ်ကလေကြောင်းနဲ့ကြီးကြောင်းကနေအပြင်ထံထိုးစစ်ဆင်နေတာလို့မြောင်မြုံနယ်ခြေဆိုင်11 Brother Revolution Force ကကွေတပ်ကတာဝန်ရှိသူကိုစာချင်းကပြောပါရယ်မလာနေရနေ့အစောကြီးပြမနက်6နာရီလောက်စစ်ကြောင်းထိုးလာတဲ့အခုချိန်မှာရွာတွေကိုဝင်ပြီးမှွေနေတဲ့ဆယ်ရွာလောက်ရှိတဲ့ပြည်သူတွေကဘေးလွတ်ရာကိုရှောင်တိန်နေရတယ်စစ်ကြောင်းအရန်တိုးလာတယ်ရွာတင်တဲ့ဒုက္ခတီပါအဲ့ဒီဘက်ကိုစစ်ကြောင်းထိုးလာတယ်အခုပြည်သူတွေကမနေရတော့ဘူးကက်ရွက်ရာတွေလည်းမနေရတော့ဘူးဘာဖြစ်လို့လဲဆိုတော့လေကြောင်းရဲ့အန္တရာယ် င်းမှုမနေရတော့ဘူးစစ်ပေးဒုက္ခရောက်နေတဲ့ဥယျာဉ်တထောင်ကျော်လောက်ရှိရင်အခုအခြေအနေနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့မကွေတိုင်းပြောခွင့်ရသူလူမှုရေးဝန်ကြီးဦးမျိုးမြင့်နဲ့စကိုင်းတိုင်းပြောခွင့်ရသူလူမှုရေးဝန်ကြီးဦးညွန့်ဝင်းအောင်တို့ကိုတရင်ဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမြေလက်ခံဖြေဆိုတာမျိုးမရှိပါဘူး နေရဆုံးခွာထွက်ပြေးနေတဲ့သူတွေအနေနဲ့စားနပ်ရိက္ခာရေးပေါ်လိုအပ်နေတယ်လို့စစ်ပေးဒုက္ခသည်ရေးပေါ်ကူညီနေသူတောင်းကပြောပါရယ်မကွေးတိုင်းရှိစကြိုအဆက်ရဲစကိုင်းတိုင်းမြောင်အဆက်ရဲမြောင်နယ်ကရွာတွေလည်းပါတယ်လို့မကွေးတိုင်းရှိစကြိုနယ်ကရွာတွေလည်းပါသေးတယ်စစ်ပေးရှောင်နေတာအခုစစ်ပေးရှောင်နေကတော့စားနပ်ရိက္ခာရှောင်နေရတာဆိုတော့ရှိခါလိုအပ်တာပေါ့လက်ရှိဖြစ်ရမှာနေအိမ်တချို့ပြက်စီးရနေအိမ်မွေးတရိစံတချို့လည်းထိခိုက်ဒိတ်ဆုံးနေလို့သူကဆိုပါရယ်နိုင်ငံတော်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေရတဲ့ဒုစစ်ပေးဒုက္ခသည်ဥယျာဉ်တိုးလာနေတယ်လို့တဖက်မှာလည်းစစ်ဖြစ်နေတဲ့ပြည်နယ် ဲ့တိုင်းတွေမှာစစ်ကောင်စီကစားနပ်ရိက္ခာတင်နိုင်တဲ့လမ်းတွေကိုပိတ်ဆို့ထားတာကြောင့်စစ်ပီးဒုက္ခသည်တွေအနေနဲ့ပိုပြီးကြက်တင်လာတယ်လို့သူကပြောပါတယ်။မြန်မာနိုင်ငံတဝန်းမှာအိုးအိမ်ဆုံးခွာထွက်ပြေးနေရသူ၃သန်းခွဲနီးပါးအထိစံချိန်တင်များပြားလာနေရလို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံးရဲ့ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။